那咋的，在上面发的，这一家，你讲是不对，啊 <noise>，虽然没损失钱，偷 <noise> 的，你讲是，你讲那上面，怎么？怎么了？今年那买药的呢，都没买上药，怎么了？苦瓜皮皮啊，怎么呢？怎么？ ကျင်းပေါ်ပေါ်ကြရွေးထားတဲ့ဒီလိုတောင်းပါတယ်။မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံသားမြန်မာဖတ်ပုံတွေကြိုက်ထားသောမြန်မာနိုင်ငံသားများသည်ဒီလွတ်တော်ရဲ့အခြေခံဥပဒေအရလွတ်လပ်စွာယုံကြည်ကိုယ်ပွဲပိုင်ခွင့်ဆိုတာရှိပါတယ်ဒီအခွင့်အရေးကိုပြေဝပေးထားတဲ့အတွက်လည်းကျွန်တော်တို့ကကျေးဇူးတင်ပါတယ်သို့တော်လည်းအခုလက်ရှိကြားရတဲ့အခြေအနေအရဒီတစ်ကမ္ဘာလုံးကလည်းအင်တာနက်ထဲမှာအများကြီးပါနေပါပြီ human violence လို့ခေါ်ပါတယ် humanitarian violence မှာ လူလူချင်းညှိမှန်းနှိပ်စက်တဲ့ကြီးနိုင်ငံရင်းဆိုတဲ့ဟာမျိုးကိုမြန်မာနိုင်ငံကိုအဲ့လိုမြင်သွားတဲ့အတွက်ကြောင့်ကျွန်မအင်မတန်ပဲစိတ်စိတ်မကောင်းဖြစ်မိပါတယ်။ကျွန်မတို့အနေနဲ့ဒီခုလိုပြောင်းလဲလာတဲ့ဟာကိုအများကြီးဝမ်းသာပါတယ်။ကျွန်မတို့ဩစတြေးလျနိုင်ငံမှာရှိသောတိုင်းရင်းသားများစွာနဲ့အတူဘာသာမျိုးစုံခရစ်ယာန်ဘာသာမွတ်စလင်ဘာသာဟိန္ဒူဘာသာအကုန်လုံးကညီညီညွတ်ညွတ်နဲ့ရွှေဝါရုံစစ်စင်ရေးဖြစ်တော့လာကျွန်မတို့စုပေါင်းပြီးတော့လုပ်ခဲ့ပါဒါဘာလို့စုပေါင်းပြီးလုပ်ခဲ့ရလဲဆိုတော့ဒီဥစ္စာက လူဒုက္ခရောက်နေတဲ့လူတွေရဲ့ community ဖို့ဆိုတော့အဓိကထားတာကျွန်တော်တို့လုံဆောင်ခဲ့ဒီလိုပဲ나ကစ်ဖြစ်တဲ့ခါမှာလည်းအကုန်လုံးညင်ညွတ်စွာပဲကိုနိုင်တဲ့လောက်ကိုနိုင်တဲ့လောက်ဆုပြီးတော့ဒုက္ခရောက်နေတဲ့သူတွေပြေးပါတယ်အခုလည်းဒီအခြေအနေတိုင်းဟိုဒုက္ခရောက်နေတဲ့သူတွေများကိုကျွန်တော်တို့အများကြီးတားဆီးပါတယ်ဒီအတွက်လည်းဥပဒေအရင်းနဲ့ကျွန်တော် ူညီပေးပါဒီကပုံနဲ့အကူအညီလေးဥပဒေရိုးဘက်ကပေးနိုင်တဲ့အကူအညီကိုထိထိရောက်ရောက်နဲ့လိုအပ်နေတဲ့လူတွေရှိကိုပို့ပေးဖို့ကျွန်မအညီညွတ်တောင်းပါနေပါတယ်တတိယချက်အနေနဲ့ကတော့ကျွန်မတို့မြန်မာနိုင်ငံမွတ်စလင်များအပြင်အอสတြေးလျကို New South Wales Buddhist Council နဲ့ Australian Buddhist Council နဲ့ပြီးတော့စာတမ်းတွေပို့ပေးပါတယ်စိတ်မကောင်းဖြစ်တဲ့အကြောင်းဒီဘုဒ္ဓဘာသာသာသနာမှာ ဒီလိုဖြစ်ရတဲ့အတွက်ကြောင့်တို့အနေနဲ့ဟိုသဘောမတူတဲ့အကြောင်းကျမတို့ရှုစားဖို့ပါတယ်အဲ့တော့ကျမလည်းဟိုဗမာနိုင်ငံမှာကြီးတော့ဒါကျမတို့ဗုဒ္ဓဘာသာသာသနာအကြောင်းရောကိုယ့်ရဲ့ကိုယ်ကိုယ်ရဲ့အစ္စလာမ်အကြောင်းရောကျမတို့ကျမနားလည်တဲ့တဲ့လောက်နားလည်ပါတယ်အကုန်လုံးဘာသာတိုင်းဟာညှို့ညွတ်ရေးအေဂျင်ရေးသူများအသက်မတတ်ရနော်နှာတရေးအဲ့ဒါတွေအကုန်လုံးဘာသာတိုင်းဟာတင် जा ထားတာဖြစ်ပါတယ်ကျမအဖေကဆိုကျမတို့အမေကပြောပါတယ် မာသာသည်တည်တဲ့ရေလိုပဲအကုန်လုံးအခြေခံရင်းမြစ်ကနေကြတယ်တိုးတော်လည်းထည့်ထားတဲ့ခွဲရဲ့ပုံတံပေါ်လိုက်ပြီးတော့ပြောင်းလဲနေရှိကြပါတယ်အဲ့တော့တစ်ပင်ကြီးတစ်ပင်မှာပင်စီဟာအရင်ကသည်စိတ်ထားနှလုံးသားကောင်းကိုအများကူညီဖို့အများအတွက်မြစ်တာဖို့ဖို့လူမှုဒီလူလူပတ်ဝန်းကျင်မှာအကုန်လုံးကတင့်တင့်မြတ်မြတ်နဲ့အေးချမ်းစွာနေထိုင်ဖို့ဆိုတာကိုရည်ရွယ်တဲ့အခြေခံအမြင့်မြစ်တွေရှိပါတယ်တိုးတော်လည်း ကြီးတဲ့ပုံပြီးအတိုင်းဖြားတယ်ဒီကျွန်တော်တို့ကကျေပြတ်သွားလို့ရှိရင်နေတိုးလို့ရှိရင်ရိမ့်တတ်တယ်အဲ့တော့ဘာသာတရားကိုလုပ်တဲ့အခါမှာကျွန်တော်တို့လည်းမှားပါတယ်အစွန်ဖြားမရောက်ပါစေနဲ့အရင်အမြစ်ကိုလက်ကင်ထားပြီးတော့လူကောင်းတယောက်သူကောင်းတယောက်ဖြစ်ပြီးလူပတ်ဝန်းကျင်ကောင်းအောင်ဆောင်ကျင်းပေးဖို့ဆောင်ကျင်းပေးပါလို့ကျွန်တော်တို့တင်ကြားပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကလည်းကျွန်မအနေနဲ့ကလည်းမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ဒီလိုပြောအခြားဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုကျွန်မနားလည်ပါတယ်အဲ့တော့ဒီဥစ္စာကိုလည်း ေါ်လွင်အောင်ဥက္ကဋ္ဌရူအနေနဲ့ဒီဘာသာရေးဗုဒ္ဓဘာသာအနေနဲ့ဒီလိုမျိုးဖြစ်တယ်ဆိုတော့ဒီစာတန်းကြီးထွက်ပေါ်လာတဲ့ဟာကိုကျွန်မအနေနဲ့လည်းလက်မခံနိုင်ပါဘူးဆိုတော့ကျွန်မနားလေသိနေတော့နားလေတဲ့အတွက်ကြောင့်ဒီဥစ္စာကိုမဖြစ်မြောက်အောင်ဥက္ကဋ္ဌရူအနေနဲ့ဟိုတသာသနာရေးဘက်ကဆိုင်ရာလူတွေကိုအခုညီတောင်းပြီးတားဆီးပေးစေချင်ပါတယ်။သုံးချက်အနေနဲ့ကတော့ကျွန်မကျမကတော့ဟိုစစ်ဖို့သားသမီးလို့ပဲပြောပေါ့နော်။ငငယ်လေးတည်းအကြီးပြင်းလာတဲ့ ကြည့်ပြလာတော့ကျွန်တော်တို့မှာငငယ်လေးကအဖေကလွတ်လိုက်ရင်းနေဆိုထပြီးတော့မနဲ့စောထပြီးတော့အလေးပြုရတယ်ပြည်တော်စုနေဆိုကျွန်တော်တို့သွားရတယ်တော်လှန်ရေးနေဆိုကျွန်တော်တို့သွားပြီးသွားပြီးတော့ပန်းမို့ဆိုတဲ့ကြည့်တယ်သူဘာဖြစ်လို့လဲဆိုကျွန်တော်တို့တတ်မတော်ချစ်လို့ရတော့ဒီအဖေကလည်းကျွန်တော်တို့အများနဲ့စစ်ချီတဲ့ချင်းနေတင်ပေးတယ်နားထဲမှာဒါကြားနေတယ်တိုက်ပြီးကိုလွတ်လိုက်ရရအောင်လုပ်ခဲ့တယ်တိုက်ပြီးကိုကောက်ကိုစောက်ရှောက်ခဲ့တိုက်ပြီးကပြည်သူပြည်သားတွေဒီတတ်မတော်ချစ်တယ်ဆိုတော့ဒါတတ်မတော်အားကိုးဆိုရယ်ဆိုတဲ့ဟာကိုလည်းပြန်ပြီးတော့ ဲ့ဒီအရေးချင်းအဲ့လိုအားကိုးလောက်တဲ့အဲ့လိုယုံကြည်ပြီးတော့စိတ်ချလောက်တဲ့တတ်မလို့ကြီးကိုပြန်လဲပြီးတော့တိဆောက်နိုင်ပြီကိုဥပဒေကြီးကျမတို့စူးစမ်းပြီးတိုက်တွန်းချင်ပါတယ်။နောက်အခြားအချက်အနေနဲ့တော်ပါပဲခင်ဗျာအဓိကတော့ကျွန်တော်တို့ဟိုဖြစ်စေချင်တာတော့ဥက္ကဋ္ဌကြီးကိုအခုမလေးကတမားကြီးကကြေညာခဲ့ပြီလို့ပါပဲဟိုတိုင်းဒီအခုဖြစ်ပေါ်နေတဲ့အာစုကူမှုတွေမတည်ငြိမ်မှုတွေကိုထိုင်ထိုင်နေနေနဲ့ ချစ်ချင်းရဆိုင်သောအကျိုးသားတွေကိုကျွန်တော်တို့ဒီမွတ်စလင်အတင်းနေနဲ့အာတောင်းဆိုတင်ပြဆွေးနွေးလိုပါတယ်ဒုတိယတစ်ချက်ကတော့အန်ဒီတို့လိုပါပဲဒီအခုကျွန်တော်တို့ကြားနေရတဲ့ဟာတွေကဒီစုစုလုံရှမ်းမှုအနောက်ဘက်မှာစီစဉ်နေရတဲ့လူတွေရှိနေကြလို့ကျွန်တော်တို့ကြားနေရတဲ့အတွက်ကျွန်တော်တို့အများကြီးစိုးရိမ်ပြီးပါတယ်ဘာဖြစ်လို့လဲဆိုစီစဉ်မှုရှိနေတယ်ဆိုလို့ရှိရင်ဒီကိစ္စကဒီတစ်ခေါက်တည်းဖြစ်မှာမဟုတ်ပဲဒီချိန်မှာအနာဂတ်မှာဖြစ်လာနိုင်ဖို့ဟာအာ ဟိုအခွင့်အရေးတွေရှိနေတယ်ဆိုလို့ပြောကြအောင်ဒီလိုအနောက်ဘက်မှာလူတွေရှိနေတယ်ဆိုရင်ဥပစာကြီးတို့အနေနဲ့တရားဥပဒေအရာအကျိုးစားပြီးတော့ထုတ်ဖို့ပြီးတော့သူတို့ကိုတားမြစ်ပေးဖို့အာဟိုလုပ်ပေးဖို့အဓိကအားရလဲကျွန်တော်တောင်းဆိုလိုပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဟိုမှာဒုက္ခရောက်နေတဲ့လူတွေအကုန်လုံးကိုအာကျွန်တော်တို့လည်းအားကိုးစရာမရှိပါဘူးဒီဟိုကအစိုးရကိုပဲအားကိုးမှာပါဖြစ်လို့ဆိုသူတို့ကလည်းဟိုမှာပဲမွေးခဲ့တဲ့လူတွေကြီးခဲ့တဲ့လူတွေပြည်နိုင်ငံမှလည်းမသိပါဘူးဒီဒီနိုင်ငံကသူတို့ရဲ့အမိမြေအမိမြေပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် သူတို့ရဲ့မိဘဒီအစိုးရပဲဆိုတဲ့အတွက်ကြောင့်မလို့မိဘတစ်ခွဲဒီဒုက္ခရောက်နေတဲ့လူတွေကိုသူတို့ချင်းစာနာတော်အဖြစ်အများဆုံးကုညီပေးဖို့ကျွန်တော်တို့လည်းတောင်းဆိုလိုပါတယ်။နောက်ကျွန်တော်တို့ဒီကနေပြီးတော့မှအကူအညီတွေပို့ဆောင်ပေးလို့ရှင်တဲ့ကျွန်တော်တို့ကိုထောက်ပံ့ဖို့တောင်းဆိုလိုပါဒီသုံးချက်ပါပဲ။ကျေးဇူးများလေးတင်ပါ